အလုံးမဲမင်္ဂလာပါရှင် Freedom for Future YouTube Channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့လေးမှာတော့ဆီယမင်းတင်ခါရဲ့ဘဝဝင်ကပါအပိုင်း၄ကိုဆက်လက်ဖပြတင်ဆက်ပေးပါမယ်ရှင်ဆရာဦးတန်းပါထောင်ဝင်စာလာတွေ့ချင်းဒီနေ့တွင်ကြောခေါအားထောင်ဝင်စာတွေ့ရန်အတွက်ထောင်မှုတယောက်ကလာ၍ခေါ်လိမ့်ဤ ထောင်မှု၏အမိမာဥကျော်သေးကူ၍ဖြစ်၏ဆရာဥကျော်သေးကျွန်တော်ကို ထောင်ဝင်စာလာ တွေ့တာဘသူလဲဗျဟုကြော်ခေါင်ကမေးလေ၏ထိုအခါထောင်မှုဥကျော်သေးကမင်းအဖေပဲကွဟုထောင်မှုကပြန်၍ပြောလေ၏ထောင်ဝင်စာပေါက်သို့ရောက်သောအခါ၌ကြော်ခေါင်သည်မိမိအားထောင်ဝင်စာလာတွေ့သောသူကိုမြင်လျင်အံ့ဩ၍ပါဇက်ဟောင်းသာဖြစ်သွား၏ အပေကြောင့်ဆိုသောထောင်ဝင်စာလာတွေ့သူမှာ၎င်း၏ဖခင်မဟုတ်ဘဲ၎င်း၏ဆရာဥတန်ပဖြစ်နေသောကြောင့်ဖြစ်၏ဥတန်ပသည်ကြောခေါင်ကို တွေ့လျင်တွေ့ချင်းဟေ့ကြောင်ခေါမင်းအဖေမဟုတ်ဘဲငါ့ကိုတွေ့လို့အံ့ဩနေတာလားစိတ်ခံခံထားပါကွာမင်းအဖေဆုံးတာလေးလရှိပြီမင်းစီကိုအကြောင်းကြားလဲစိတ်မကောင်းဖြစ်တာကလွဲပြီးဘာမှပုံမထူးလာတာကြောင့်အကြောင်းမကြားတာပါပြီးတော့မင်းအမေအတွက်လည်းဘာမှမပူနဲ့ ဈေးထဲမှာကုန်ကြောက်ဆိုင်ကလေးတစ်ဆိုင်ဖွင့်ထားတယ်။တော်တော်လေးရောင်းကောင်းပါတယ်။ဆိုင်ကလည်းဆိုင်ပိုင်းกว่าအငားမဟုတ်ဘူး။မင်းအဖေရှီတုံးကတော့သူ့ခမမဝေးရတဲ့လက်ကောက်တို့ဆွဲကြိုးတို့နကက်တို့နဲ့ဖြစ်နေပြီกว่าအဲ့ဒီဟာတွေကဘာမှမဟုတ်ပါဘူးကွာလူချိန်တာပေါ့အဲ့ဒီဆိုင်ကလေးကဝယ်ရတာကိုလူကြီး၈ထောင်တောင်ပေးရတယ်ဆိုင်နေရာကလေးကလည်းကောင်းနေကွာငစိမ့်နှန်းတောက်မှာကွာအရင်၅ရောင်းတဲ့မတ္တာကြီးရဲ့နေရာကိုဝယ်လိုက်တာမတ္တာကြီးက အကျွတ်တရားရပြီးသီလရှင်ဝတ်သွားပြီးစကိုင်းချောင်မှာတရားအထုတ်နေတယ်အဲ့ဒါကြောင့်ဒီဆိုင်ကလေးကိုရောင်းပြီးသွားတာဆိုင်ရောကုံရောအစဆုံးဆိုရင်2000လောက်ကျသွားတယ်အင်္ဂလီကိုလည်းအစ်စ်ပြင်ပြီးဆောက်လိုက်ပြီးကွတောင်းတောင်းရင်းရင်းလုံလုံချုံချုံကလေးအဲ့ဒါတွေဘသူလုတ်ပေးတယ်လဲတိလားဟုမေးလိုက်ရာကျော်ခေါင်ကခေါင်းကိုတွင်တွင်ရမ်း၍မတိပါဘူးဆရာရဲ့ဟုပြန်၍ဖြေလျင်ဆရာဦးတန်းပါက မနှင်းနယ်လုပ်ပေးတာကွာအခုလိုထောင်ဝင်စာလာဖို့လဲသူပဲဇယိတ်ထုတ်ပေးပြီးစီစဉ်ရတာတကြီးစီကထောက်ကန်စာတွေဘာတွေတော့ယူခဲ့ရတာပေါ့ကွာငါဟာမင်းအဖေဖြစ်ကြောင်းစာပါမှဒီမှာတွေ့ခွင့်ရမှာကွာအဲ့ဒါတွေလဲမနှင်းနယ်ပဲစီစဉ်ပေးတာဟုပြောလိဤတပတ်တခါတော့မင်းကိုလာပြီးထောင်ဝင်စာလာတွေ့မယ်အချိန်နေပြီးရင်တော့မင်းအမေကိုလည်းခေါ်ခဲ့မယ်မနှင်းနယ်ကတော့လာလို့မဖြစ်ဘူးကွာ သူ့အင်ကသူ့ကိုအရန်တင်းကျက်တယ်စီကန်းတွေထုတ်ထားတယ်ဟုဆရာဦးတန်းပါကပြောလိမ့်ဤအမိအချီနေကတော့စိတ်အေးသွားရပြီဆရာအချီနေလည်းပြောပါအောင်ဟုကြော်ခောင်ကမေးလိုက်ရာဆရာဦးတန်းပါကငါကငါကနန်းတမပဲကွာကြာကြာဒုက္ခရောက်မှာမှမဟုတ်ပဲစာရေးတောက်ရေးလည်းဘာမှမပူရဘူးကွာအဲ့ဒါလည်းမနှင်းနယ်စီစဉ်ပေးတာပဲငါကအခုចောင်းဆရာမဟုတ်တော့ဘူးလေကွာမိအမေရဲ့ထမင်းချက်ဖြစ်နေပြီမိအမေက မိုးမလင်းခင်ဈေးထွက်ရတာကွမိုးလင်းလို့ဈေးစီတာနဲ့ငါကသူ့ဆိုင်သွားရတယ်အဲ့ဒီမှာမေအမေကငါ့ကိုအိမ်တော့နဲ့ဈေးဖိုးပေးလိုက်တယ်ငါကဈေးမဝယ်သေးဘူးကွဈေးထိတ်ကလူတို့လဖိဆိုင်မှာလဖိဝင်တော့တယ်အဲ့ဒီကသတင်းစာကိုတစောင်းယူပြီးအစာအဆုံးဖတ်တယ်ပြီးတော့မှဈေးဝယ်ပြီးမင်းတို့အိမ်ကိုသွားတော်ဖွင့်ထမင်းဟင်းချက်ရတယ်ဟိကြက်ပြီဆိုတာနဲ့ငါကအရင်စားတယ်ပြီးတော့မှခြိုက်နဲ့ထည့်ပြီးမိအမေကြီးကိုသွားပို့ရတယ် ညနေဈေးသိမ်းချိန်မှာစိုင်းကုန်တစ်ခေါက်သွားပြီးကူပြီးသိမ်းပေးရတယ်။အင်းရောက်တော့ညစာစားပြီးငါကငါရက်ကွက်မီကင်းတဲကိုပြန်လာရတယ်။မီကင်းတဲမှာအမြဲနေတဲ့အတွက်မီကင်းသမားမထားတော့ဘူး။ငါပဲမီကင်းဆောင်သမားဖြစ်နေတော့တာပေါ့ကွာ။အဲ့ဒီအတွက်လည်းရက်ကွက်ကငါကိုစုပြီးလာကပေးကြတယ်။အဲ့ဒီပစံကတော့ငါဖက်ချင်တဲ့စာအုပ်ကလေးဗာလေးဝယ်တာပေါ့ကွာ။သမင်းစားဖို့မှမပူရတော့ပဲ။အဲ့ဒါကြောင့်မင်းဟာငါအခြေအနေကိုမေးတော့ ငါကပြန်ဖြေဖို့စကားတခုမှရှိတယ်။ဆိုပြီး okay ပေါ့ကွာ။ဖြစ်နိုင်ရင်နမေတောင်ပြောင်းလိုက်ခြင်းသေးတယ်။ okay တန်းပါလို့ဟုပြောကာဆရာဦးတန်းပါသည်ပြန်သွားလေတော့ဤ။လက်သမားအလုံယုံကလေးတို့ရောက်လျင်ထောင်ဝင်စာရလာတော့ပစ္စည်းများကိုဦးချိတ်ပန်းလက်တို့အပ်လိုက်လေဤ။ဦးချိတ်ပန်းကပစ္စည်းများကိုတင်စီရင်ဟောတာကငပိကျော်ကွာ။တို့သုံးယောက်တလားစားလို့ရပါတယ်ဟောတာကငရဲချက်ကိုမိဖုတ်ပြီးစီစမ်းထားတာကွာ ါကတော့နှစ်ပတ်လောက်ပဲစားရမယ်။ဟောဒီငပြောချောက်တွေကတော့ရေနေချမ်းနဲ့မြည်ရမယ်กว่าဟုပြောလိမ့်ဤ။ဗာကြီးညိုသည်ကြော်ခေါင်အားဒီလိုမောင်ကြော်ခေါင်ရဲ့ကိုဘဝမှာတစုံတစ်ခုကိုရအောင် ဖြစ်အောင်ကြိုးစားမယ်ဆိုရင်အချက်၅ချက်ကိုရှင်းဥစွာတိထားရမယ်။အဲ့ဒီအချက်၅ချက်ကကိုကြိုးစားနေတဲ့ကိစ္စမျိုးဟာရှင်းကဖြစ်ဘူးသလားဒါမှမဟုတ်ရဘူးသလားပေါ့ကွာ။ ဥပမာရေပေါ်လမ်းလျှောက်နိုင်အောင်လေ့ကျင့်မယ်ဆိုပါတော့ဒီကိစ္စမျိုးဟာကြားပဲကြားဘူးတာကွမျက်မြင်တွေ့ရတာမဟုတ်ဘူးကို့အမျိုးထဲမှာဘိုးဘေးဘီဘင်ထဲမှာလည်းအဲ့ဒီလိုလျှောက်နိုင်တဲ့လူကိုမတွေ့ဘူးဘူးကိုနေတဲ့လမ်းထဲမှာရက်ွက်ထဲမှာမြို့ထဲမှာရှိတဲ့လူတွေထဲမှာလည်းရေပေါ်လမ်းလျှောက်နိုင်တဲ့လူကိုမျက်မြင်ဒိဋ္ဌမတွေ့ဘူးဘူးသူတပားပြောတာကြားဘူးတာစာရီဘာရီထဲမှာဖတ်ဘူးတာဒါတော့ပဲရှိတာအထောက်ထားခိုင်ခိုင်လုံလုံမရှိလောက်ဘူးအဲ့ဒါမျိုးကို ဖြစ်အောင်ရအောင်မကြိုးစားရဘူးဘဝမှာအချိန်ကုန်သွားတတ်တယ်အဲ့ဒါကိုအလွယ်မှတ်ထားဖို့ကတော့ထုံးစံရှိသလားဆိုတဲ့မိကွန်းနဲ့မှတ်ထားရမယ်နောက်တစ်ခုပြောဦးမယ်ဈေးပေါ်တဲ့တတ်တုတစ်မျိုးကိုအဖိုးတန်တဲ့တတ်တုဖြစ်တဲ့ရွှေဖြစ်အောင်လုပ်တဲ့ကိစ္စပေါ့ကွာအဲ့ဒါမျိုးကလည်းကြားဖူးတာလောက်ရှိတာကွာတကယ်ဖြစ်တဲ့လူကိုတွေ့ဖူးတာမဟုတ်ဘူးတကယ်ဖြစ်တယ်ပဲထားအောင်အတော့ကိုရာဂိုင်းနှုံးနေလိမ့်မယ်လူတသန်းမှာတယောက်တောင်ဖြစ်ဖို့မလွယ်ဘူးအဲ့ဒါမျိုးကိုလည်း ။ဘာပဲဖြစ်ဖြစ်ထုံးစံရှိသလားဆိုတာနဲ့စစ်လိုက်ရင်ထုံးစံမရှိဘူးလို့ပဲအဖြေထွက်မယ်။အဲ့ဒီလိုရှာရှာပါပါကိစ္စမျိုးကိုမစ조사နဲ့ကွ။ကိုပေးရမယ့်အရင်းနှီးကဘဝကွ။အချိန်ကုန်သွားတတ်တယ်ဟုပြောလိမ့်ဤ။နောက်တစ်ခုကထုံးစံလည်းရှိတယ်။ကိုလည်းဖြစ်ချင်းရကျင်တဲ့ကိစ္စကိုဖြစ်အောင်ရအောင်조사မယ်ပဲထားအောင်။ပေတီအောင်လဲဆိုတော့မိကုံမေးရအောင်မယ်ဥပမာကွာဘောလုံးကန်ဝါသနာပါလို့ ်ဘောလုံးသမားဖြစ်အောင်ကြိုးစားတယ်ဆိုပါတော့ရက်ွက်အစင်လားမြို့နယ်အစင်လားတိုင်းအစင်လားတိုင်းပြည်ရဲ့လက်ရွေးစင်အစင်လားဘယ်ထိအောင်မှန်းထားသလဲဆိုတာအရေးကြီးသေးတယ်ကွအဲ့ဒီလိုအစင်သီးမှလည်းကြိုးစားတဲ့နှုံးကိုသတ်မှတ်လို့ရမှာပေါ့ဆိုလိုတာကတော့ကိုရခြင်းဖြစ်ချင်တဲ့အကြောင်းအရာကို အတိအကျပန်းနိုင်သတ်မှတ်တာပါပဲတထည်ဖြစ်အောင်ကြိုးစားမယ်ဆိုရင်လည်းဒီလိုပဲပေါ့ကွာတထောင်တန်တထည်လားတထောင်တန်တထည်လားတသိန်းတန်တထည်လားတသန်းတန်တထည်လား ဘယ်ထိအောင်ထီးကျင်တာလဲဆိုတာတော့သတ်မှတ်ရမယ်ဟေ့အဲ့ဒီလိုမသတ်မှတ်ခဲ့ရင်ကိုစူးစားတာဟာ ဖြစ်နေပြီလားမဖြစ်သေးဘူးလားဘလို့လုတ်ပြီးတိမာတော့ဟုဗာကြီးညိုကဆက်၍ပြောပြန်လေ၏ကြောခေါင်နှင့်ဥချိတ်ပန်းသည်ဗာကြီးညိုဤစကားကိုစိတ်ဝင်စားစွာနားထောင်လေ၏ကြောခေါင်ကဗာကြီးညိုတောက်ရန်အတွက်လက်ဖက်ရည်ချမ်းတစ်ခွက်ငှဲ့ပေးလိုက်လေ၏ဥချိတ်ပန်းကမူ ငပြောချောက်ထဲထားသောပကံလေးကိုရှေ့သို့တိုးပေးလိုက်လေ၏။ဗာကြီးညိုသည်ရေနေချမ်းကိုကောက်၍မောလိုက်၏။ထို့နောက်စေဘောလေးကိုမိညှိလိုက်ပြီးလျင်"ကိုင်းကိုတခုခုကိုစ조사မယ်ဆိုရင်တော့ထုံးစံရှိသလားဆိုတာစဉ်းစားမယ်။ပြီးတော့ဘယ်ထိအောင်လုပ်မှလဲဆိုတာစဉ်းစားမယ်။တတိယအချက်ကတော့အချက်အလက်ပြည့်စုံအောင်စုဆောင်းခြင်းပဲ။ဥပမာဆိုပါတော့ကိုဟာအောင်မြင်ကြော်ကြားတဲ့စာရေးဆရာတယောက်ဖြစ်အောင် စ조사ကြမယ်ဆိုပါစို့အဲ့ဒီလို조사မယ်ဆိုရင်အောင်မြင်ကြော်ကြားတဲ့စာရေးဆရာတွေဘလို့조사ခဲ့တယ်ဘလို့ဖြတ်တန်းခဲ့တယ်ဆိုတဲ့အချက်တွေကိုရသမျှစုဆောင်းရတယ်ပြီးတော့အဲ့ဒီကနီးစနစ်တွေယူရတယ်ကိုနဲ့ကိုက်ညီအောင်ဖန်တီးယူရတယ်စတုထအချက်ကတော့ကိုဖြစ်ချင်တဲ့အဖြစ်ကိုမဖြစ်ဖြစ်အောင်조사တယ်ဆိုတဲ့နေရာမှာအပေါ်ကပြောခဲ့တဲ့အချက်၃ချက်ညီတယ်ပဲထားအောင်ကို့မှာအဲ့ဒီအရေးချင်းရှိမရှိစဉ်းစားရသေးတယ်ဥပမာဆိုကြပါစို့ ကိုကအပြေးချန်ပီယံတယောက်ဖြစ်အောင်လို့စ조사တဲ့နေရာမှာတကယ်လို့ကိုဟာမွေးကလေးက6တော့တစ်ဖက်မတန်တဲ့လူဆိုပါတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့ဘူးအဲ့ဒီတော့ကို့မှာအရေးချင်းကလိုနေပြီအဲ့ဒီကိစ္စကိုမလုပ်မိရင်အကောင်းဆုံးပဲနောက်ဆုံးတစ်ချက်ကတော့အပေါ်ကအချက်၄ချက်နဲ့ပြည့်စုံရင်လောက်ရတော့မှာပေါ့အဲ့ဒီလိုလုပ်မယ်လို့ဆုံးဖြတ်ပြီးရင်လည်းမဖြစ်မချင်းနောက်မဆုတ်ရဘူးဘလို့အကြောင်းနဲ့မှနောက်မဆုတ်ရဘူး ဖြစ်မြအောင်မြင်တဲ့အထိစ조사လုပ်ကင်သွားရမယ်ဟုပြောပြလေ၏ထို့အခါဦးချိတ်ပန်းကတခုခုကိုဖြစ်အောင်ရအောင်စ조사မယ်ဆိုရင်အခုကိုညိုပြောတဲ့အချက်၅ချက်ရှိတယ်၁ထုံးစံရှိသလား၂ဘယ်ထိအောင်ဖြစ်အောင်ရအောင်စ조사မှာလဲ၃ဖြစ်ပြီးသားရပီးသားသူတွေစီကနီးစနစ်တွေရတမျှစူဆောင်းမှတ်သားရမယ်။၄ ကို့မှာရောအဲ့ဒီလိုဖြစ်အောင်ရအောင်လုပ်နိုင်တဲ့အခြေခံအရေးအချင်းမျိုးရှိရလား။ငါအဲ့ဒီလိုအရေးချင်းမျိုးရှိတယ်ဆိုရင်တော့မဖြစ်မနေစ조사ပါမယ်ဆိုပြီးဆုံးဖြတ်ချက်ချပေတော့နောက်မဆုံးနေတော့လို့ပြောတာမို့လား။ဟုပြောလိုက်လျင်ဘာကြီးညိုကမှန်ပကိုချိတ်ပန်းရဲ့ဟုပြောလိုက်လေတော့တတိလက်ဖက်ချအကြောင်းတနေ့တွင်ဘာကြီးညိုဦးချိတ်ပန်းနှင့် ကျော်ခေါင်တို့သည်နနက်စာစားတောက်နေကြလိမ့်ဤထို့သောစားတောက်နေစဉ်အတွင်းဥချိတ်ပန်းကဘာပဲဖြစ်ဖြစ်ကွာတို့၃ယောက်ထဲမှာတော့ကျော်ခေါင်ကအရင်လွတ်မှာပဲမင်းလွတ်ခဲ့ရင်တော့ငါနဲ့ကိုညိုကိုထောင်ဝင်စာလေးပါလေးလာပုတ်ကွာဟုပြောလိမ့်ဤထို့အခါဘာကြီးညိုကမလုဆန်းပါနဲ့ကိုချိတ်ပန်းရဲ့ထောင်ကလွတ်ပြီမဲ့အပြင်လောကမှာအထိုင်ကြအောင်မဟုတ်သေးဘူးအတော်ကလေးရုန်းကန်ရအောင်မှာအဲ့ဒီတော့ အခုကတည်းကတခါတည်းမှာလိုက်မယ်ငါတို့နှစ်ယောက်ကိုထောင်ဝင်စားလဲလာမပို့နဲ့တို့အတွက်လဲမပူနဲ့မတည်သေးရင်ပြန်ပြီးတွေ့ကြမယ်ဟုပြောလိမ့်ဤဒီလိုလုပ်ပါဗာကြီးညိုရဲ့ကျွန်တော်ထောင်ကလွတ်သွားတဲ့အခါမှာရန်ကုန်မှာရှိနေရင်တော့စ조사ပြီးပို့နိုင်တာပေါ့တကယ်လို့ကျွန်တော်ကရန်ကုန်မှာမရှိရင်တိတ်ပြီးဝေးတဲ့နေရာရောက်နေရင်တော့မလွယ်ဘူးလေအဲ့ဒီလိုအခြေအနေမျိုးရောက်နေရင်တော့ခွင့်လွတ်ပါအဲ့ဒီလိုပဲ ထဝင်စားလာပြီးပို့နိုင်တဲ့အခြေအနေရှိလို့ပို့မယ်ဆိုရင်လည်းပို့ခွင့်ပေးပါဟုကျော်ခေါင်ကပြောလိုက်လေ၏ကျော်ခေါင်၏စကားကိုဥချိတ်ပန်းကထောက်ခံလေ၏အဲ့ဒါတဘာဝအကြဆုံးပဲကွာမပို့နိုင်ရင်မပို့ဘူးပို့နိုင်ရင်ပို့မယ်ဒါမှန်တာပေါ့ကွာဟုပြော၍ရီမောလိုက်လေတော့၏ဗာကြီးညိုသည် ကျော်ခေါင်အားအင်္ဂလိပ်စာရေးတက်ဖတ်တက်ပြောတတ်ရန်လဲသင်ကြားပေးလေ၏ဒီလိုမောင်ကျော်ခေါင်ရဲ့ အင်္ဂလိပ်စာကိုအထင်ကြီးဖို့တော့မဟုတ်ပါဘူးကွာဒါပေမဲ့တိမိခောက်မိရှိအောင်တော့လှုပ်ထားဖို့လိုမယ်ဘာဖြစ်လို့လဲဆိုတော့မင်းလုံးမဲ့အလုပ်တွေမှာကြဲကြဲပြန့်ပြန့်လုပ်မယ်ဆိုရင်တော့အင်္ဂလိပ်စာတတ်မှဖြစ်မယ်စာအုပ်စာတန်းတွေကအဲ့ဒီစာတတ်မှပြည့်ပြည့်စုံစုံရမှာကွာဘယ်ပညာရက်မဆိုအင်္ဂလိပ်စာနဲ့ရေးထားတဲ့စာအုပ်တွေကပိုပြီးပြည့်ပြည့်စုံစုံရှိတယ်မဟုတ်လားဟုဘာကြီးညိုကပြောလေ၏ဘာကြီးညိုဤစကားကိုဦးချိတ်ပန်းကလည်းသဘောတူလေ၏ ကိုညိုပြောတဲ့စကားဟာအလွန်မှန်တာပဲအဲ့ဒီတော့ကြောက်ခောင်းရေအင်္ဂလိပ်စာကိုသင်ရမယ်ကွာဟုပြောလိမ့်ဤထို့နောက်တွင်ကဘာကြီးညိုသည်ကြောက်ခောင်းအားအင်္ဂလိပ်စာကိုစတင်သင်ကြားပေးလေတော့ဤဘာကြီးညိုသင်ကြားပေးသောစနစ်မှာစလုံးများများရအောင်စက်မှတ်ခိုင်းသောနည်းဖြစ်ဤထို့သို့စက်မှတ်ခိုင်းရ၌လည်းအဝိအစားနှင့်ပတ်သက်သောဝဟာရများအစားအသောက်နှင့်ပတ်သက်သောဝဟာရများ မိဖို့ကြောင့်သုံးပစ္စည်းဝဟာရများဇာယီကရိယာသုံးပစ္စည်းဝဟာရများရုံးပြင်ကနာအမှု အချုပ်ထောင်းကက်စသီရိုးနှင့်သက်ဆိုင်သော ဝဟာရများယောဂဗယနှင့်ဆိုင်သောဝဟာရများစေယုံသုံးဝဟာရများစသည်ဖြင့်အုပ်စုလိုက်ခွဲကာကြက်မှတ်ခိုင်းသောဤဖြစ်၏ထို့ပြင်သတင်းစာသုံးဝဟာရများလည်းပါ၏ထို့နောက်ပညာရှိတို့၏စကားပုံများအစုံအမိန်များကိုလည်းတင် जा ပေး၏ ဤသို့တင် जा လာခဲ့ရာ6လခန့်တင် जा မိသောအခါ၌မောင်ကျော်ခေါင်းသည်အင်္ဂလိပ်စာနှင့်ပတ်သက်၍အတော်အတန်တီးမိခောက်မိဖြစ်နေပြီဖြစ်၏ထို့ပြင်ဗာကြီးညိုသည်အင်္ဂလိပ်စကားကိုလည်းပြောရေးရန် လေ့ကျင့်ပေးလေ၏ဦးချိတ်ပန်းကမှမောင်ကျော်ခေါင်းတယောက်တိုးတက်လာသည်ကိုကြည့်၍အားရဖို့ကောင်းတကွာမောင်ကျော်ခေါင်းတို့ကတော့ကုသူထူးတကွာလူတက်မှုနဲ့ထောင်ကျလာတာကြောင်းတက်ဖို့ရောက်လာတဲ့အတိုင်းပဲဟု ပြောလေ၏ ဤသို့နှင့်ပင်တလခံကြသောအခါ၌ဆရာဦးတန်းပါသည်ကြောခေါင်အားထောင်ဝင်စာလာ၍တွေ့ပြန်လေ၏ကြောခေါင်ရေမင်းအမေလည်းအချိန်နေကောင်းတကွာကျန်လဲကျန်းမာတကွာမနှင်းနယ်ရလဲအစာအိမ်အချင်းပေါက်တဲ့ယောဂါနဲ့ဆေးရုံတက်ရသေးတယ်ကွအခုတော့ကောင်းသားပါပြီကွဟုပြောလေ၏ထိုအခါကြောခေါင်ကဆရာအချိန်နေရောဟုမေးလိုက်ရာဦးတန်းပါကโอเคတန်းပါလေကွာမိသွားပြီလား ။ OK ဆိုတော့ဆိုပြတာပေါ့ကွာဟုပြန်၍ဖြေလိ။ထိုအခါကျော်ခေါင်ကညာချောင်းပြန်မဖွင့်တော့ဘူးလားဟုမေးလိုက်ရာညာချောင်းဖွင့်ပြီးစာတင်တဲ့အလုပ်ဟာမီးလောင်သွားပြီးကလေးကဇသိမ့်သွားပြီးကွာအခုငါလုံနေတာစာရေးနေတာကွာအိုဟင်နရီရဲ့ဝတ္ထုတွေကိုမြန်မာဇက်အိမ်ဖွဲ့ပြီးရေးနေတယ်ကွာမေဂဇင်းတွေထဲမှာတော့ဟိုတပုတ်ဒီတပုတ်ဆိုသလိုပါနေပြီးကွာသတင်းစာမှာလည်းပညာရေးနဲ့ပတ်သက်တဲ့စောင်းပါးတွေပါနေပါပြီးကွာဟု ြောလိဤထိုအခါကြောခေါင်ကနေပါဦးဆရာကစာရေးဆရာလုပ်မယ်ပေါ့ကလောင်နာမည်ကဘလို့တဲ့တုံးโอเคတန်းပါဆိုပြီးရင်းနေတာလားဟုမေးလိုက်လိဤမဟုတ်ဘူးကွာငါရဲ့ညာချောင်းကလေးကိုတတိရတဲ့အနေနဲ့ဟန်တာတန်းပါဆိုတဲ့ကလောင်နာမည်နဲ့ရင်းနေတာကွာစာရေးတဲ့အလုပ်ကိုတော့ဒီလောက်ဝါသနာမပါပါဘူးကွာငါကစာဖတ်တာကိုပို့ပြီးဝါသနာပါတာကွာဟုဦးတန်ပါကပြန်၍ပြောလိဤ ာပဲဖြစ်ဖြစ်စရာရဲ့စားလဲဖက်ပေါ့ရေးတာလဲရေးပေါ့စရာရဲ့ကျွန်တော်အမေကိုအခုညီပေးနေတယ်ဆိုတဲ့အတွက်လဲကျွန်တော်ဝမ်းသာပါတယ်ဟုကြော်ခေါင်ကပြောလိမ့်ဤဒီလိုလဲမဟုတ်ဘူးကွာမိအမေလဲငါ့ကိုကူညီနေတာပဲလေကွာငါနေ့စဉ်ထမင်းစားနေတာသူကြွေးထားတာပဲမဟုတ်လားဟုဦးတန်ပါကပြန်၍ပြောလိမ့်ဤထို့နောက်ထဝင်းစားပစ္စည်းများကိုပေး၍ပြန်သွားလိမ့်ဤပြန်ခါနေ့တွင်ဦးတန်ပါက တတိယတာလေးပြောခဲ့ဦးမေဟေမင်းတို့တငယ်ချင်းကြက်ခိုးလေကွာတက်သေးဝင်သွားတယ်ဆိုတာတော့မင်းသိပြီးသားပဲတိုက်ပွဲမှာဒဏ်ရာရလို့စေးယုံလာတက်တယ်ဆိုတဲ့သတင်းကိုကြားရတယ်ကွာငါလည်းရန်ကုန်တက်လာပြီးသတင်းမေးဖို့သွားပါသေးတယ်ငါရောက်တော့သူကစေးယုံကဆင်းသွားပြီးမတွေ့လိုက်ပါဘူးကွာနောက်တစ်ခုကတော့မင်းတို့အခေါ်ဓာတော့ဖို့ကွာ မထားမြိုင်လေပြီးခဲ့တဲ့အပတ်ကသူတို့အိမ်သားကကားဒရိုက်ဘာတယောက်နဲ့လိုက်ပြေးသွားပြီးကွာ တခုခက်တာကအဲ့ဒီလူကတို့မျိုးလေးမှာကားလာမောင်းနေတာ သူကဒီမျိုးကမဟုတ်ဘူးညောင်နှုံးဘက်ကကွာตาကြီးမြားကြီးရှိတယ်ဆိုတာပါပဲကွာတော်တော်ထက်ထက်မြက်မြက်ရှိတဲ့မင်းကလေးကွာနှမျောဖို့ကောင်းလိုက်တာကွာဟု ပြောဆိုသွားလိမ့်ဤကြော်ခေါင်လဲထဝင်းစာပစ္စည်းများကိုယူ၍ပြန်လာခဲ့လိမ့်ဤလက်သမားယုံလေးတို့ရောက်လျင်ထိုပစ္စည်းများကိုဥချိတ်ပန်းလက်တို့အလိုက်လိမ့်ဤဥချိတ်ပန်းသည် ထောင်ဝင်စာအထုပ်ကို ဖြီးပြီးနောက်တင်းစရာရှိသည့်များကိုတင်းလေ၏ထို့နောက်ထောင်ဝင်စာလာပို့တဲ့လူကအတော်စိတ်ကူးကောင်းတဲ့လူပဲကွာငါတို့ရည်နွေးချမ်းတောက်တာသူသိတယ်ကွာလက်ဖက်ချောက်ပါပါတယ်ဟုဥချိတ်ပန်းကပြောလေ၏ထို့နောက်ဥချိတ်ပန်းသည်ရည်နွေးအိုးတည်၍ထောင်ဝင်စာရလာသောလက်ဖက်ချောက်ကိုခတ်ကာသုံးယောက်သာရည်နွေးချမ်းတောက်ကြလေ၏ဘာကြီးညိုသည်ရည်နွေးချမ်းတစ်ခွက်ကိုမော့ချလိုက်ပြီးနောက် လက်ဖက်ကိုရှေးဟောင်းတရုတ်လူမျိုးတွေကစတင်တွေ့ရှိတဲ့ဆိုပဲအဲ့ဒါလဲ BC 900ကျော်လောက်မှာတွေ့တာပါ BC 900ကျော်လောက်ဆိုတော့မြတ်စွာဘုရားပွင့်ပြီးပြီပေါ့အဲ့ဒီလက်ဖက်ကိုစတွေ့တဲ့လူဟာဗုဒ္ဓဘာသာယဟန်တော်တပါးပဲရှေးဟောင်းတရုတ်စာပေတွေထဲမှာတော့အဲ့ဒီယဟန်တော်ကိုတာမွတ်လို့ခေါ်ကြတယ်တချို့စာပေကျမ်းဂန်မှာတော့ပိုးတိတာမွတ်လို့ရေးသားထားတာကိုလည်းတွေ့ဖူးပါတယ်တာမွတ်ဆိုတာကတော့ဓမ္မကိုပြောတာပါ ပိုတိဆိုတာကတော့ဘောဓိကိုပြောတာပါအဲ့ဒီတော့ပိုတိတာမုဆိုတာဘောဓိဓမ္မလို့ဆိုလိုဟန်ရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်ကြီးကိုပဲတချို့ကျမ်းစာအုပ်တွေမှာဒါရုမာလို့ခေါ်ဝေါ်သုံးထုတ်ထားတာကိုလည်းတွေ့ရပြန်ပါတယ်ဘာပဲဖြစ်ဖြစ်အဲ့ဒီဘုန်းတော်ကြီးဟာတရုတ်လူမျိုးတော့မဟုတ်ဘူးနီပေါလူမျိုးတူဦးဖြစ်တယ်နီပေါဘရင်တပါးရဲ့သားလို့တောင်းဆိုပါတယ်သာသနာရေးကိစ္စနဲ့တရုတ်ပြည်ကို ရောက်နေတာပါအဲ့ဒီဘုန်းတော်ကြီးဟာ ကြောက်ကူတစ်ခုတည်းကိုဝင်ပြီးတရားကျင့်ပါတယ်။အဲ့ဒီလိုကျင့်တဲ့အခါမှာအိတ်ငိုက်ပြီးမျက်ခွန်တွေလေးလာလို့အဲ့ဒီမျက်ခွန်ကိုဓာတ်နဲ့လှီးပြီးလှုပ်ပစ်လိုက်တယ်တဲ့။အဲ့ဒီလှုပ်ပစ်လိုက်တဲ့မျက်ခွန်ကနေပေါက်လာတဲ့အပင်ဟာလက်ဖက်ပင်ဖြစ်လာတယ်လို့ယုံကြည်ကြတယ်။ဒါကြောင့်ရှီဟောင်းတရုတ်လူမျိုးတွေဟာတရားဓမ္မနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလက်ဖက်ရည်ကြမ်းကိုတိုက်ကျွေးပြီးအခမ်းအနားကျင်းပလေးရှိတယ်။အဲ့ဒီလိုတိုက်ကျွေးတဲ့လက်ဖက်ရည်ဝိုင်းကို တော့ကိုအလေးနက်ထားကြတယ်။ Tea ceremony လို့ဂုံပြုခေါ်ဝေါ်ကြတယ်ဟု ပြောလိုက်လိမ့်ဤ။ထိုအခါဦးချိတ်ပန်းကလူရဲ့မျက်ခွန်ကနေတစ်ပင်ဖြစ်သွားတယ်ဆိုတာဟုတ်နိုင်ပါမလားဟုမေးလိုက်ရာအခုကြုတ်ပြောတဲ့စကားတွေကိုယုံရမယ်လို့မဆိုလိုပါဘူးဗျာ။ဒီလိုတော့ပြောခဲ့ကြလိရဲ့ဆိုတဲ့သဘောနဲ့ပြောပြတာပေါ့ဟုပြန်၍ပြောလိမ့်ဤ။ဘာပဲဖြစ်ဖြစ်ဦးချိတ်ပန်းရဲ့ကျွန်တော်တို့၃ယောက်ဘသူပဲလွတ်လွတ် ဂုံပြုတ်လက်ဖက်ရည်ချမ်းဝိုင်းတော့လုံးမပြဟုကျော်ခေါင်က ပြောလိုက်ရာဗာကြီးညိုကအေးကောင်းတယ် tea ceremony ပေါ့ကွာဟုပြောလိုက်လေတော့သတိဟုတ်ကဲ့ပါရှင်ဘဝဝင်ကပါ အပိုင်း၄ကိုအဆုံးထိနาศင်ပြခဲ့ကြတဲ့ဒေါ်လန်ပြည်သူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။